Hello ချစ်ရတဲ့ BB မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့က2025ခုနှစ် November 18ရက်နေ့ညညပိုင်းသတင်းတွေကိုကျွန်တော်တို့တွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ကဲဒီညမှာလဲသတင်းတူးလေးရှိနေပါတယ်နော်အဲ့တော့ခုရဲ့ပိုင်းမှာဆိုအားလုံးတည်တိုင်းပဲရှီကုတ်ကူတောက်ဖြတ်နဲ့ပတ်သက်ပြီးတော့သတင်းတူးတွေအများကြီးတက်နေတာဖြစ်ပါတယ်နော် Okay သတင်းပြူတွေမကြည့်ခင်ပါလိုရေးတူရှင်သတင်းတွေဖတ်ပြပြပါမယ်နော် ပထမဆုံးသတင်းပုဒ်ကတော့မုံရမြို့နယ်တာစီနေမီရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာနေရာတွင်ပင်ရဲလေးကောင်ပွဲချင်းပြီးမျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းမုံရမြို့နယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာတွင်နေရာမှာပဲရဲလေးကောင်ပွဲချင်းပြီးမျိုးစာဖြစ်သွားခဲ့ကြောင်း Rocket Fighter မှလက်ပြကသတင်းပို့ထားတယ်လို့သိရတယ်။ဂျမန်နေ့နိုဝင်ဘာ18ရက်နေ့နဲ့မနက်9:00နာရီနဲ့10:00နာရီခန့်အချိန်ထိမုံရ1000မီတာတရာ ခန့်အကွာမှာရှိတဲ့တာစီရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုမှာစစ်တပ်ရဲ့ထိုးစစ်ကိုတံပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်းရဲတပ်သား၄កောင်မျိုးစာဖြစ်သွားကြောင်းတော်လိုင်းရဲများအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာလာတဲ့ကြောင်းသတင်းရရှိပါတယ်။ ောက်ထပ်သတင်းတပုတ်ကတော့ကလေးကန်ကောဖလန်တီတွေမြို့နယ်တွင်စစ်တပ်နှင့်တော်လိုင်းမဟိုင်းမင်းများကြားတိုက်ပွဲများအပြင်းထန်ဖြစ်နေပြီးစစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ကြီးအပါဝင်စစ်သားတရားဝင်းကျင်မြေရောစာဖြစ်စစ်တုံးမှချုပ်ပြားနေလက်နက်ခင်းရဲ့များပြားတင်းဆိုင်တင်းပတ်ရရှိထားတယ်လို့သိရပါဗျ။အဲ့တော့ချက်မစစ်တက်ကချင်းပြည်နယ်အတွင်းသို့ထိုးပေါက်ဝင်ရောက်ရန်စစ်ကြောင်းထိုးလာမှုကိုချင်းတော်လိုင်းတပ်များနဲ့မဟာမိတ်တော်လိုင်းဖွဲ့များကပူပေါက်ခုခံခဲ့ကြရာတိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးစစ်တပ်ဘက်မှဗိုလ်ကြီးဗိုလ်မှူးအပါဝင်တရားဝင်းကျင်တေဆုံးကြောင်းချင်းပြည်ချင်းလန်းဆိုရကာကွယ်ရေးဝန်ကြီးဌာနကသတင်းပို့ထားတယ်လို့သိရပါဗျ။ ယ်။ချင်းမျိုးသားတပ်မတော်နဲ့ဒေသနဲ့ကာကွယ်တပ်ဖွဲ့များနဲ့ဖွဲ့စည်းထားတဲ့ချင်းလန်းဆိုရတပ်ဖွဲ့စစ်ကြောင်းတစ်စစ်ကြောင်းတစ်တို့ကအချမ်းဘက်စစ်တပ်ကိုကလင်းမျိုးနယ်ကန်ကောမျိုးနယ်ဖလန်းမျိုးနယ်တီးတီမျိုးနယ်တို့တွင်တိုက်ခိုက်ခဲ့ကြောင်းချင်းလန်းဆိုရအဖွဲ့စစ်ကြောင်းတစ် VACO PDF တောင်းတတ်မတော် ABSDF PDF တိုင်ခိုင်တရင်များပကဖများ Your Defense Force YP YDF စသည့်မဟာမိတ်အဖွဲ့များနဲ့လက်တွဲကလေးမျိုးနေကံကောင်းမျိုးအကြံနဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းသိရပါတယ်။ အဲ့ဒီမှာစစ်တကလေရင်နဲ့ drone တို့အားပြပြတိုက်ခိုက်နေတော့လေချင်းလန်းစိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့များကြီးတိုက်ခိုက်မှုကြောင့်စစ်တပ်ဖက်မှဘုံမှုဘူကြီးအစ်စ်အရာရှိများအပါဝင်အင်အားတရာခန့်ကိုချိန်ဖို့နိုင်ခဲ့ပြီးစစ်တုံးမချို့ဖမ်းဆီးရမိကြောင်းလက်နက်ခဲများတင်းဆဲရမိကြောင်းသိရရှိပါတယ်ခင်ဗျာအဲ့တော့ဒီချစ်ပီနေမှာတော့ဂျပန်စစ်ကောင်စီဖွဲ့တွေကအလူးလဲခံနေရတဲ့အနေအထားဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ချင်းပြည်နယ်နဲ့ဖလန်းမြို့နယ်စစ်နက်ပိုင်းကအကွာမဏိပူရမြို့နီစစ်တပ်နဲ့ချင်းတော်လိုက်တက်များတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိမ့်ပိုက်ထားတဲ့နေများမှာဆုံးရှုံးရချင်းတပ်များအလုံးခုခုခုခံပေါင်းပေါင်းပြီးတော့ခုခံနေတယ်လို့သိရပါတော့ အဲ့ပါဆိုရင်မနက်ပိုင်း၈ခွဲလောက်ကနေ30ဝန်းကျင်လောက်အထိထိတွေ့မှုတွေဖြစ်ကြပါတယ်။အခြေအနေကတော့သူတို့ဘက်ကလည်းနောက်မဆုတ်ဘူးဆိုရင်တော့ဘယ်အချိန်မဆိုးထိတွေ့မှုပြစ်ခတ်မှုတွေကပြင်းထန်လာတဲ့အခြေအနေမှာရှိပါတယ်။မနေ့ကဆိုရင်လည်းညနေပိုင်း၂နာရီခွဲလောက်ကနေ၃နာရီလောက်အထိ white ထွဲတွေရောထောက်လိုင်းရင်းလီ white 8တွေအဲ့ဒါတွေလာတယ်။ jet fighter တွေလည်း6ကြိမ်လောက်လာပစ်သွားတယ်လို့သိရပါတယ်။အဲ့တော့ဒီဘက်မှာဆိုရင်လည်းတော်တော်လေးကို တိုင်ပင်ပြစ်ထန်တဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ချင်းပြည်နယ်ဒီဖလန်မြို့ကိုပြန်ယူမယ်လို့ချက်ပစစ်ကောင်စီဘက်ကကြိုးဝါထားတယ်ပေါ့နော်အဲ့တော့သူတို့ကအခုချိန်မှာထိုးစစ်ပြန်လဲဆင်လာတဲ့အခါမှာသူတို့ထိုးစစ်တဲ့ဒီချင်းဘက်ကပြန်လဲထိုးစစ်ဆင်လာတယ်ပြန်တွေ့တဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ဒီတောင်ပေါ်ဒေသတွေမှာတော့ဒီတောင်ပေါ်ဒေသခံတွေကပို့ပြီးတော့နေမိကျွမ်းတဲ့အတွက်ပေါ့နော်ချက်ပစစ်ကောင်စီမြေမြေလက်ပိုင်းနေလာတဲ့သူတွေကတော့မလွှဲပါဘူးနော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်တာနဲ့ပလဲမြုံနယ်တို့တွေတိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ဖက်မှ12ဦးမျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲ့ဒါကတော့နိုဝင်ဘာ9ရက်နေ့နနက်9:00နာရီကျော်ခန့်တွင်တောင်တာမြုံနယ်တွင်းရှိမြင်းကြံညာဦးပခုတ်ကူလမ်းပိုင်းတမိုက်တာကျွော်ရီတက်ဆွဲပြီးပြည်သူများကိုနိုင်ကျင့်နှိပ်စက်တပ်ဖြတ်ခြင်းအတဲအရမပေါ်ထားဆွဲခြင်းလှုပ်ဆောင်နေတဲ့မြင်းချံတီတာယူမွန်ပြူစောရီအဖွဲ့နဲ့အချမ်းဘတ်စစ်တပ်တို့ပူးပေါင်းထားသောအင်အား60ခန့်ကိုတော်လိုင်းတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခြင်းဖြစ်အောင်တည်ရပါတယ်တဲ့။ထို့တိုက်ခိုက်မှုအတွင်အချမ်းဘတ်စစ်တပ်စစ်တပ်ဖက်မှ9កောင်မျိုးစာဖြစ်က ၄ဦးထိခိုက်ဒဏ်ရာရှိကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်မြင်းကြံမှာတက်ကူလာသောအချမ်းပဲစစ်သားများကမင်းကျူရွာနှင့်ကြာပူရွာတို့ကိုဝင်ရောက်ဝင်နောက်ပြီးကြာပူရွာမှာပြည်သူ၁၅ရောက်ကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သောကြောင့်သိရပါတယ်တဲ့။နိုဝင်ဘာ၉ရက်မနေ့မွန်းလယ်၁၂နာရီခန့်တွင်တမိုက်တာကျူရွာရှိစစ်တပ်ကိစ္စကိုထောက်လိုင်းတပ်ဖွဲ့များထပ်မံသွားရောက်တိုက်ခိုက်ခဲ့ရာအချမ်းပဲစစ်တပ်ဖက်မှ၃កောင်မျိုးဆက်ဖြစ်ပြီး၄កောင်မျိုးတည်ထောင်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ခင်ဗျာ။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မြမအီဖြည့်ရှင်းရန်အတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းအတိုင်းဆက်လက် အခြေခံပြီးလုတ်ကင်သွားမယ်လို့အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုဆွေးနွေးတဲ့သတင်းမှဖြစ်ပါတယ်။သူ့ရဲ့ညီမလက်ရှိရှိမှတ်ချက်ကတော့တဲ့မလေးရှားကအရင်နှစ်တွေမှာလုတ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံတည်ဆောက်မှာဖြစ်ပါတယ်။မလေးရှားကထိတွေ့ဆက်ဆံမှုပေါ့190လာလုတ်ဆောင်ခဲ့ပြီးမလေးရှားကလုတ်ဆောင်ခဲ့တဲ့အရာအတိုင်းကိုဖိလစ်ပိုင်လုတ်ဆောင်မနိုင်မှာမဟုတ်ပါဘူး။ကျမတို့အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်လုတ်သွားမှာပါ။အဲ့တော့ဖိလစ်ပိုင်ရဲ့အမြင့်တဲ့ရည်တည်ချက်ပါလို့ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုပါတယ်နော်။မြန်မာရေးနဲ့ပတ်သက်ပြီးအာဆီယံကတော့အပလာစီယံဖြစ်နေတာအားလုံးသိပါပါနော်။ ခုချိန်ထိကိုဘာမှထူးခြားအောင်လုပ်နိုင်တာဖြစ်မရှိပါဘူးเนาะအဲ့တော့ဒီအာဆီယံမှာပြောမယ်ဆိုရင်ကျွန်တော်တို့ဒီခေါင်းဆောင်လူမှုခေါင်းဆောင်ဒေါန်ဆန်းစုကြည်ဦးနော်နဲ့သမရာကြီးဦးမြင့်ကိုဖမ်းထားတော့မှသူတို့ကဘာမှမလုပ်ပေးနိုင်တဲ့အတွက်ပေါ့နော်အခုချိန်မှာဆိုရင်အာဆီယံကတော့ကျွန်တော်တို့မြန်မာတွေမြန်မာတော့အာပလာစီယံပဲဖြစ်နေပါတယ်နော် ကဲနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွှေကုတ်ကိုတွင်တရုတ်တထင်းများနဲ့ကြားဖြတ်ကုမ္ပဏီခေါင်းဆောင်များကို BGF ကညာရင်းချင်းကားများဖြင့်တိုက်ထုတ်နေပြီးအောက်ခြေလုံးလုံးသူများနဲ့တရုတ်များနဲ့အစုလိုက်ပြုံလိုက်ထွက်ပြေးရုံးသုံးကားဖြင့် BGF ခေါင်းဆောင်စောချစ်သူမြင်ကွင်းမှာပျောက်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့ Championship ကောင်စီနဲ့တကွာကောင်းပါဘောနော်ဒီ KK ဖတ်ကိုဘုံခွဲပြီးတော့နော်အဆောက်အဦအများကြီးဖြိုချလိုက်နေဗောနော်အဲ့ဒါနဲ့လည်းမလောက်ဘူးအခုဆိုရင်ကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတရုတ်ဒီ အာဒီအမေရိကန်ဝင်လာမဲ့လမ်းကြောင်းကပေါ့နော်ရွှေကုတ်ကိုတွေလည်းပါလာပြီဖြစ်တဲ့အတွက်ပေါ့နော်ရွှေကုတ်ကိုမှဒီဒီကြဖြန့်လုပ်တဲ့လုပ်ငန်းလုပ်တဲ့သူတွေအားလုံးအပြစ်ပြတ်ချေမှုမယ်လို့ BGF ကကြော်ညာလိုက်တဲ့အတွက်ပေါ့နော်အခုချိန်မှာဆိုရင်အားလုံးအကြောက်လန့်ပြီးတော့ဒီလိုမျိုးထွက်ပြေးနေကြတာဖြစ်ပါတယ်အဲ့တော့မနေ့ကသူတို့ကြော်ညာတယ်ဒီနေ့မှာအကုန်ထွက်မနေ့ကထွက်ပြေးတယ်ပေါ့နော်အဲ့တော့ဒီထွက်သူပြောထားတဲ့ဒီ BGF ကပေါ့နော်ပြောရေးဆိုခွင့်ရှိဒုတိယပုံပကြီးနိုင်ပေါင်းဆိုပြောထားတဲ့သတင်းတိုးတွေချက်ထားအောင်ကြည့်ရအောင်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အလုပ်လုပ်ရမယ့်အချိန်ရောက်ပြီ ကျွန်တော်တို့ကြားဖြတ်အထူးနေနေတက်ဖွဲ့ဟာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အိန္ဒိယထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်နိုင်ကြတော့ကျွန်တော်တို့အလုပ်လုပ်ရတော့မယ်အချိန်ရောက်ပြီကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်တို့အလုပ်လုပ်တာအကိုတို့ရည်ရွယ်ထားတာဟိုဆက်ပေါ့ဘလူဦးရေကဘလောက်လောက်ရှိမလဲအဲ့ဒါအိတ်စကတ်မှာဖတ်ကိုကတော့ကိုတို့ဒီဝန်းကျင်ပေါ့ဒီရှိကုတ်ကဝန်းကျင်အဲ့လိုပေါ့ဟိုဟိုနည်းနည်းဒီနည်းနည်းလေးကိုကိုတို့အဲစရင်ရထားတော့တထောင်ကျော်ကျော် 2000လောက်တော့တိတ်နေကြီးရှိတယ်ပြောရနော် IDO စာနာကန်ကြားတာတွေရရနိုင်ကန်ဒါတို့ပြန်နိုင်ကန်လေးပါတယ်ရှိမလဲအဲ့လိုတော့ကိုတို့ဒီလက်ရှိဒီစစ်စင်အခုဖမ်းစည်းတဲ့စစ်စင်လုံးမှအခုတို့ဖမ်းမိမှအဲ့လိုမသိရမှာဘာလို့လူဦးရေများတဲ့ဝင်ရောက်နေနေတဲ့အပွဲနဲ့ဒီအထက်ကလူဦးရေကထင်ထားတာထက်ပိုများသွားရင်တော့ကိုတို့ဟိုတနေ့လေးထိတ်တရားဖက်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့အရှင်းပြောရင်လူဖမ်းတဲ့နေရာမှာလဲသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ ဒါကိုတို့ကလည်းနဲ့တုံးကွေမရှိဘူးဟိုရှင်းရှင်းပြောထိခိုက်တံရအောင်ကိုတို့လုံးလို့မရဘူးဆိုတဲ့နေရာမှာတော့အဲ့တို့ဝေယုံတုံးကထွက်ပြေးသွားရင်တော့ကိုတို့ထိန်သိမ်းရတော့လည်းခက်တယ်ဒါပေမဲ့အဲ့အတွက်လည်းကြိုတင်ပြီးတော့ဟိုပြောပြထားတာတော့ရှိတယ်ကိုတို့လုံးလုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ရောက်လာနိုင်တဲ့အကြောင်းပေါ့နော်အဲ့တို့ကချောင်းကူးပြီးတော့ဟိုပြေးကြတာပေါ့ဒီအခုစကမတိုက်ခိုက်ပြဖို့ကဟိုအပီးရှင်းလိုက်မလို့လားတဲ့ဒါမှမဟုတ်ဟိုအစပေါ့ဟိုဟန်ဆောင်ပြီးတော့တယုတ်ဆောင်ပြီးတော့လောက်တာလားတဲ့အဲ့ဒါတော့ ျွန်တော်တို့ဒီအချိန်ဒီကာလဟန်ဆောင်တရုပ်ဆောင်လုပ်လို့ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျွန်တော်တို့ကကျွန်တော်တို့ကဒီအချိန်ဒီကာလဟာကျွန်တော်တို့အပြတ်ကိုချိန်မောရမယ်ကျွန်တော်ခုနပြောပြီးပြီကျွန်တော်က plan A plan B plan C ဆိုတာရှိတယ်ကျွန်တော် B ကိုကြော်ပလိုက်ပြီကျွန်တော်တို့ C ဆိုတာဒါကျွန်တော်တို့ဇက်သိမ်းမယ် C ကဇက်သိမ်းပဲဒီဇက်သိမ်းကိုဒီကြားဖြတ်ဆိုတော့ကျွန်တော်တို့ဒီဝေလင်ကိုင်းဟာကျွန်တော်တို့နိုင်ငံကနေပြီးတော့မှเนาะဒီဒါကဒီတစ်ခါဆိုရင်တော့အပြီးတိုင်းအဲကျွန်တော်တို့ပပြောက်အောင်လုပ်ရမယ် အခြေရောက်ပါပြလို့မယ်နော်အထူးနေနေတပ်ဖွဲ့အနေနဲ့အဲဒီစကမာကိုကျွန်တော်တို့ဟိုအပြီးတိုင်းချိန်မောင်းမယ်အခြေရောက်ပါပြီလို့အခုအမေရိကန်နိုင်ငံသားဖိအားနဲ့ပါလို့လားအဲ့စကမာတို့အခုတို့ပြန်တိုက်ခိုက်ထုတ်နေတာဟဲ့ကျွန်တော်တို့ကပြုတ်လင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်တယ်ကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငိုတဲ့ရာထားပြီးတာဒါမဲ့အဲကျွန်တော်တို့ရာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးကရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာ ကျွန်တော်တို့လုတ်လုတ်နေတာဒါဒီကြားပြတ်နေနေအထုတက်ဖွဲ့ဆိုတာလဲကျွန်တော်တို့ကအခုမှဖွဲ့ခဲ့တာမဟုတ်ရေဒါပေမဲ့ဒီအလုတ်ဒီအဖွဲ့ကဒီအလုတ်လောက်ရမယ့်အချိန်ကိုရောက်လာပြီရောက်လာတဲ့အတွက်ကိုကျွန်တော်တို့ကအလုတ်လုတ်ရှင်ဖြစ်တယ်ပြရမဆိုင်ပါဘူးအဲ့တယုတ်ဖိအားနဲ့ပတ်လာပတ်လာလေးလားမရှိပါဘူးကျွန်တော်တို့ကျွန်တော်တို့ကိုဟိုဘယ်ဖိအားမှမဟုတ်ပါဘူးကျွန်တော်တို့ကကျွန်တော်တို့လုတ်တိလုတ်ထိုက်တဲ့အရာမျိုးလို့ကျွန်တော်တို့ကလုပ်ရတာနောက်အခုဟိုပမာဒီကအစိုးရနဲ့ဟိုကေကေပတ်နဲ့အဲ့လိုဖိအားနဲ့ပတ်လာတဲ့ဖိအားရေလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ ဝီလိန်ကိုင်းဆိုတာတကဘာလုံးရဲ့ဖိအားရှိတယ်။တကဘာလုံးရဲ့ဖိအားဆိုတဲ့နေရာမှာအစိုးရရဲ့ဖိအားမဟုတ်ဘူး။တီတူအားလုံးရဲ့တကဘာလုံးရဲ့ရှိတဲ့ပြည်သူအားလုံးရဲ့ဖိအားဆိုတာဖိအားလို့ပြောပဲဆိုပြီးတော့အားလုံးရဲ့ဖိအားရှိပါတယ်။ဆိုတော့ကျွန်တော်တို့ကဒီပြည်သူတွေနေစဉ်နဲ့အမျှဒီလိုဖြစ်နေတယ်ဆိုတော့အရင်တော့ကျွန်တော်တို့အဲ့လောက်ထိတက်တဲဝင်ဝင်အဲတည်တည်ချာကိုတကယ်မသိခဲ့တာ။မကူနောက်ပါတပြည်ပြည်ပြည်နဲ့တော်တော်လေးခြေပြလာတယ်ဗျာခြေပြလာတယ်ဆိုတော့ဒါကြီးကမဖြစ်သေးတော့ဘူးလို့ကျွန်တော်တို့ကဒါအခြေခြေခါခါကျွန်တော်တို့ဆွေးနွေးပြီးတော့ကျွန်တော်တို့အထူးတက်ဖွဲ့ရတော့အခုကျွန်တော်တို့ဒီ မူလအစီအစဉ်ထားတဲ့အစီအစဉ်တွေကြော်ပြီးတော့ကျွန်တော်နောက်ဆုံးအစီအစဉ်ကိုကျွန်တော်တို့အကောင့်ထဲပို့ဖို့ကျွန်တော်တို့စတင်လုပ်ဆောင်ရပါတယ်။ကဲကြားတိုင်းပါနော်။အဲ့တော့ ခုချိန်မှာဆိုရင်အမေရိကန်လည်းဝင်လာမိကြတော့ဘလောက်တော့ကြောက်ကြီးပန်းလဲဆိုတော့တွေ့တိုင်းပေါ့နော်အဲ့ဒီတကယ်လည်းတိတ်နေရတဲ့ဒီနေရာတဲ့မရှိတဲ့နေရာတွေပေါ့နော်တကယ်တော့ပတ်စံလိန်တာပဲတော့မဟုတ်ဘူးနော်အခုလိုမျိုးအာကိုဝင်ကအဲ့လိုအစားလိုမျိုးထုတ်ပြီးရောင်းနေနေရာမျိုးဆိုတော့တော်တော်ကိုလူမဆန်တဲ့နေရာလို့ပြောလို့ရပါနော်အဲ့တော့ဒီလိုနေရာမှာဒီလိုလှုပ်ရှားတဲ့ကောင်တွေကတော့ဘလောက်ထိတော့အပူစားတွေဖြစ်မလဲဆိုစဉ်းစားကြည့်ပေါ့နော်အဲ့တော့အမြန်ဆုံးပေါ့နော်အမေရိကန်ဝင်ရောက်ပြီးတော့ဒီနေရာတွေအကုန်လုံးကိုရှင်းလင်းနိုင်ပါစေလို့လည်းဆုတောင်းပါတယ်နော် ကဲနောက်ထပ်ဒီကြားဖြတ်ရတဲ့ပတ်သက်ပြီးတော့အခုဆိုရင်မေးအောင်လည်းလေတော်တော်လေးကိုဒီမွေးကြောက်ကြိုက်နေပြီဆိုတော့အကြောင်းပြောထားတယ်အားလုံးကြောင်းနော်မှတ်လိုက်တာလေနော်အမမောင်ကအစပေါ့အဲသူ့ရဲ့လျှောက်နာမယ်တော့ရှိတယ်ပေါ့နော်နဲရှိတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်အဲကောင်းပြီအဲ့ဒီလူတွေကအဲ့ဒီလူတွေကဖမ်းမိတဲ့အချိန်မှာအချက်လက်တွေကိုရအောင်ဘလောက်တော့မှရသွားလဲဆိုရင်အခုနောက်ဆုံးတရပေါ့နော်အဲကျွန်တော်မာလာ၁၂ရက်နေမှာထိုင်းရနေပြီးတော့တရုတ်ကိုနော်ခရပေးလိုက်တယ်ကျွန်တော်ရှေ့မှာကျွန်တော်ရွတ်သွားတယ်ဟာနာမြောက်ဒီမြို့နယ်မှာနော်အခြေစိုက်တယ် ရှားဖြန့် online လိမ်လည်တဲ့ gain တွေပေါ့ဗျာ call center တွေပေါ့နော်အဲ့ဒီကျွန်တော်ရှေ့မှာပြောသွားပြပါပြီအဲ့ဒါရွှေကုတ်ကိုမြို့တည်စီမံကိန်းအပောင်ရင်ကျွန်တော်နောက်ဆုံးတော့ကျွန်တော် KK Park ပေါ့နော်အဲ့မှာအဲ့ဒီရထိုက်ကုမ္ပဏီရဲ့ပိုင်ရှင်ကျွန်တော်တို့မြဝတီ online empire ရဲ့အရှင်သခင်တရုတ်လူမျိုးဒါသူကတော့နော်ကမ္ဘောဒီးယားနိုင်ငံသားပါသူကခံယူရတယ်ပေါ့နော်အဲ့အဲ့ဒီပုဂ္ဂိုလ်ကရှီချင်ချန်းဆိုတဲ့ပုဂ္ဂိုလ်ရှိကြည်ကြကျွန်တော်လည်းတရုတ်နိုင်ငံနာမည်တွေထွက်လာတော်တော်ခက်တယ်ပေါ့နော်အဲ့ဒီပုံကအဲ့ဒီပုံကတရုတ်ကိုလွှဲလိုက်တယ် မကြခင်မှာမကြခင်မှာသူ့ရဲ့ထက်ဆိုချက်တွေသည်နိုင်ငံတကာစစ်ရာဇဝင်ကောင်မရောက်နိုင်အတွက်ကတော့အိမ်မက်ဆိုးတွေပေါ့ဗျာနော်အိမ်မက်အိမ်မက်ဆိုးတွေဘာကြောင့်လဲဆိုတော့အိမ်မက်ဆိုးပေါင်းမြောက်များစွာကိုကျွန်တော်တို့ရဲ့မိဘပြည်သူတွေနိုင်ငံရေးအကျဉ်းသားတွေတော်လိုင်းရေးအင်အားစုတွေနောက်တစ်ခုကတပိတ်အင်အားစုတွေ generation z တွေចောင်းသားလူတွေ CDN တွေအဲ့ဒီအားလုံးအပေါ်မှာသူမက်ခိုင်းတာတဲ့ အိမ်မက်ဆိုးတွေအခုသူ့ဘက်ကိုပြန်ပြီးတော့လာပြီဘာကြောင့်လဲဆိုတော့ဗျာကျွန်တော်ရှေ့မှလည်းပြောပါတယ်ကာလဝိပက်တော့ပို့တက်ပြီအဲ့ဒီအတွက်ကြောင့်မလို့အခုကနှစ်ခုပေါ့ဗျာအမေရိကန်ကအမေရိကန်အစိုးရ US အစိုးရကလည်းသူ့နိုင်ငံသူနိုင်ငံသားတွေသူ့ပြည်သူတွေထိခိုက်နေတာလာပြီဘီလီယံပေါင်းမြောက်များစွာအဲ့ဒီအတွက်ကြောင့်မလို့သူကလည်းကြားဖြတ်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ဖွဲ့လိုက်ပြီနောက်တစ်ခုအားကြမကန်တစ်ဆက်သေးမှာဘယ်သူကထပ်ဖွဲ့လဲဆိုရင်တရုတ်အစိုးရကလည်းသူကဘာထပ်ဖွဲ့လဲဆိုရင်သူကရှင်းပါတယ် ူကတကောတွေကလည်းအထိုင်းကိုလည်းခဏခဏရောက်တဲ့အခါကျတော့သူကလည်းအားကြမခံပါဘူးနော်။နေဆက်ဖြတ်ကျော်စိုက်ပါရာဆွေတိုက်ဖြတ်ရေးဆိုပြီးတော့၆နိုင်ငံ။ဟုတ်မယ်နော်၆နိုင်ငံ။အဲ့ဒီ၆နိုင်ငံထဲမှာကျွန်တော်တို့အတိတ်က main ပေါ်ဗျာ။ထိုင်းပါတယ်မြန်မာပါတယ်ဗီယက်နမ်ပါတယ်လာအိုပါတယ်ကမ္ဘောဒီးယားပါတယ်။အားလုံး၆နိုင်ငံ။အဲ့ဒါလေဘသူကဥษาမလဲဆိုရင်တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနနေပြီးတော့သူကကင်တွယ်ပြီးတော့သူကဆောင်ရွက်မယ်ပေါ့နော်အဲ့ဒါနောက်တစ်ခုက US ကလည်းရှင်းတယ်နော် US ကလည်းချိန်မုံဖို့အတွက် တိုက်ဖျက်ဖို့အတွက်ကိုအဲ့ဒီအထူးတပ်ဖွဲ့ကကိုလံဘီယာမှာရှိနေတယ်ကိုလံဘီယာနိုင်ငံပြောတာပေါ့နော် US ထဲမှာရှိနေကိုလံဘီယာခံရင်ပေါ့နော်အဲ့ဒီရှိနေပေါ့အဲ့ဒီရှိနေရုံကနေပြီးတော့တာဝန်ရှိပုဂ္ဂိုလ်ကြီးတော့တရားဝင်ကြီးဌာနတာဝန်ရှိပုဂ္ဂိုလ်ကြီးအဲ့နောက်တစ်ခါနိုင်ငံတိုင်းဝန်ကြီးဌာနရဲ့တာဝန်ရှိပုဂ္ဂိုလ်ကြီးအဲ့နောက်တစ်ခါ FBI ပေါ့နော်အဲ့သူ့ရဲ့ agency အဲ့ဒါတွေအားလုံးကနေပေါ့စုပေါင်းပြီးတော့ခုနအထူးတပ်ဖွဲ့ပေါ့ကျွန်တော်တို့ဟိုထဲမှာဘာမှတင်းပေါ့ဗျာအခုကျွန်တော်ဘယ်ကောက်ရောက်နေဘယ်ကောက်ရောက်နေဆိုတော့ဘာပြောထားလဲဆိုရင်ဒီအဖွဲ့ကို လောက်ပိုင်ခွင့်ပေးထားတာဒီလောက်ပိုင်ခွင့်ပေးထားတာဥဆောင်တာတော့အမျိုးသမီးပေါ့ဗျာကျွန်တော်ရှင်းနေရုံပါပေါ့နော်ဘာလောက်ပိုင်ခွင့်ပေးထားလဲဆိုရင်အစိုးရရှိမှရှိနေတဲ့အမေရိကန်အစိုးရရှိမှရှိနေတဲ့ရန်ရအလုံးခရီးရတဲ့အလုံးကိုအသုံးပြုခွင့် full authorize ယနေ့ကဘာမှာကြည်ကြင်ပြက်ပြက်နဲ့လူသားတွေအပေါ်မှာနီလာမျိုးစုံနဲ့နီးပညာမျိုးစုံနဲ့အလိန်တကအလိန်ရက်ရက်ဆက်ဆက် လူသားမဆန်တဲ့လုပ်ရက်တွေကိုလုပ်နေတဲ့ဒီ online လောက်ကစားပေါ့ဗျာငွေလိမ်လုပ်ငန်းပေါ့ကြားဖြန့်ပေါ့နော် scan ပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်လို့အဲသူတို့လွတ်ပိုင်ခွင့်ပေးလိုက်ပြီဆိုတော့ကကြတော့အဲ့ဒီအတန်လဲကြားလဲကြားရောတစ်ဖက်မှာ US နောက်တစ်ဖက်မှာတရုတ်ဆိုတော့ဒီနိုင်ငံကစစ်ရအောင်ဆိုတော့မင်း online တွေဘယ်သူမှကဲပါလဲမဟုတ်ဘူးလေနော် crowd ကိုသွားပြီးတော့သူကကျွန်တော်မြေရှားတက်တူလေးပေးပါမယ်ပေါ့ဗျာဆိုတော့ပူတင်ဟိုတော့သူသွားချင်းထည့်တယ်ဗျာကတလောက်ပေါင်းတော့ပါလေတစ်ဖက်တော့ပါသွားကြွေးသေးတယ်လေ ဟုတ်ကဲ့နော်အဘာပဲပြောပြောရှင်းပြောရင်ကမ္ဘာခေါင်းဆောင်ကြီးပေါ့ဗျာ तू အလွန်လေးစားတယ်ပေါ့ဒါပေမဲ့ trap ကတော့လဲတယ်ဗျာ तू လက်စီဝိုင်းသမားလေအဲဆိုတော့အဲ့ဒီ trap ကိုလဲ तू ကလဲလဲလဲပြမှု तू ကစူးစမ်းသေးတယ်ဆိုတော့အဲ့တော့ကျွန်တော်စကညက်လေးပြောတာပါအဲ့အခုပြီးသွားတဲ့48ကျင်းမြောင်းအောင်အာဆီယံထိပ်သီးမှာ तू ကလည်းအပိုင်ပြတ်ထားတာ तू တက်ရမယ်ဆိုပြီးတော့နော် तू အိမ်မက်တွေပေါ့ဗျာနော်ဆိုတော့တကယ်တကယ်လဲတကယ်တကယ်တက်ခွင့်ရရင် तू ကဒေါ်လာထွန်းနဲ့တွဲနေရအောင် तू က အဲ့ဒါဒီကျိုးသားသူကဘာအထုတ်လဲဆိုတော့တော့ဒေါ်နဲ့ထွက်နေတွေ့မယ်တွေ့ပြီးတော့ तू ကပြောတော့ तू ဘာလို့ပြောမလဲဆိုရင် तू ကအဲ့ဒါကြားဖြတ်ရက်တဲ့တရားခံထဲမှာ तू ပါတယ်လေဆိုတော့ तू ကထိုးကြွတော့မှာနော်ကျွန်တော်ထောင်မှာကျွန်တော်နိုင်ငံချင်းစားဖြစ်တဲ့အခါကျတော့ထောင်မှာပြောလို့ပြောတာရှိတဲ့စကားလုံးပေါ့နော်နားနဲ့မနာဖွားနဲ့နာပေးပါဗျာအဲ့ဒါဘာလဲဆိုတော့လူပေါ်ပြာကြခွေးပေါ်ခါချပါဗျာ तू ကထိုးကြွတော့မှာနော်ဘာကြောင့်လဲဆိုတော့ तू အောက်မှာက BGF ရှိတယ်နော်စောချစ်သူဦးဆောင်တဲ့ BGF ဖြစ် ်ဒီမှာဆိုဒီ GP ရှိတယ်ဒီနှစ်ခုကပေါင်းပြီးတော့အဲ့ဒါဒီ online ငွေလေလုပ်ငန်းတွေကိုသူကပူးတွဲပြီးတော့သူစီမံနေတာလေညှိမရဘူးလေအဲ့ဒါအခုကြမှာဒေသချင်းလင်းပွဲတွေမှာမီဒီယာထဲမှာအဲ့ဒါသူတို့ကလုံးဝမသိဘူးပေါ့ဗျာသူတို့အရန်ဂျိုးရှင်းနေပေါ့ဗျာကွန်ပျူတာရှင်းမှာဘာလို့ဒီမှာနားတော့မသိဘူးပေါ့ဗျာအဲ့ဒါအဲ့ဒါဆိုရင်ကျွန်တော်မေးမယ်လေအဲ့ဒါမနစ်တနည်းကမှာ US ကနေပြီးတော့ DKB ရဲ့အဲ့ဒါခေါင်းဆောင်၄ယောက်ဗျာစော့ဆင်ဝင်ပါတယ်စော့ဆောင်အောင်ပါတယ်နော်နောက်တစ်ခုကဘုချုပ်ပါပဲစော့စတီပါတယ်စိုက်ကျော်လာပါတယ်ဘာဖြစ်လို့ဒါကအေးယူတာလဲ အမေကမှယူနေလို့လားသူတို့ဘာမှမလုပ်ဘူးဆိုရင်မေကဒီတိုင်းရောဆိုဗလိုင်းရောဆန်ရှင်လုံးမှာမဟုတ်ဘူးနော်ဘလောက်ကြီးပဲဗျာသူတို့ညင်းညင်းဗျာနော်နောက်တစ်ခါထပ်ပြောမယ်ဗျာရှီချင်းချားနဲ့ပတ်တယ်လို့ရှီချင်းချားကတကယ်တကယ်ကြတော့ BGF ခေါင်းဆောင်အခုကြမှာ KNL လို့လာမလုပ်နဲ့နော်ကန်ကင်းမျိုးသားအာမီဒီဘိုင်လာမလုပ်နဲ့သူကဒီ2020နှစ်ရှီချင်းချားကိုဖမ်းတဲ့အချိန်မှာလွတ်မြောက်ရေးအတွက်အချင်းချင်းလုပ်တာဗျာစစ်တော်မွေးကြီးဘာမှလာခွင့်ကြီးတယ်ပါတယ်မှာညမရဘူးနော်ပြည်သူကတုံးချလာနော် ဲကောင်းပြီအခုချင်းချင်းချင်းကိုဆက်ရနေပြီးတော့တရုတ်ကိုလွှဲပြီးဆူတောင်းမရပါအဲ့ဒီမှာလွတ်ဖို့ဆူတောင်းတယ်ဆိုရင်ဟုတ်ဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်လို့အပြစ်မရှိပါဘူးဆိုပြီးတော့မင်းတို့ဆူတောင်းကြပြီဟုတ်ဗျဘာဖြစ်လို့ဆူဆူမတောင်းတာလဲရနေတယ်ဝင်ငွေတွေကနည်းမှမနေတာဗျာဆိုတော့ကဲကောင်းပြီ BGF ကိုဘသူကအောက်ဆောင်နေတာလဲနိုင်ငံတော်စိတ်ကြောက်ကြောက်ကောင်မရောက်ဘူးသူလောက်မှရှိနေတာနော်ညင်းမရတဲ့ကိစ္စအတွေ့အော်ရွေးကောက်ပွဲဟိုတောင်မှာ BGF ကသူ့နေမြေမှာ DKB ကသူ့နေမြေမှာလောက်ပိုင်ဖွင့်ပေးတာလေကိုကြီးအောင်ပါဟုတ်ပြီနော် ကုညုံးမှာဆိုတော့ဒီလိုအနေထားမျိုးတွေကအချိုးတွေစီဝိုင်းလုပ်နေတယ်ညင်းမရအောင်ကဲကျွန်တော်တက်ဆက်တယ်ပြောမယ်အခု KK ပကိစ္စနဲ့ပတ်သက်လို့အယောင်ပြပါဗျာနော်သူကဟန်ပြဘာလုပ်လာလဲဆိုတော့ခုနအာဆီယံထိပ်သီးမတိုင်ခင်မှာအဲ့ဒါသူက KK ဘက်ကိုဝင်စီးပြီးတော့အဲ့ဒါသူကဖမ်းတာတွေစီးတာတွေပေါ့ဗျာတကယ်တကယ်ကျတော့အဲ့ဒီအလီတော်တော်များများကမဲဆောက်ရောက်လာတယ်ထိုင်းကိုရောက်လာတယ်အဲ့ဒါလေးလည်းကျွန်တော်ပြောပါမယ်ပေါ့နော် ကဲသူပြောသွားတာရှိပေါ့နော်အဲ့တော့ဘာပြီးပြောချမ်ပက်စစ်ကောင်စီမင်းအောင်လိုင်ကတော့အခုချိန်မှာဆိုရင်ချမ်ပက်ကိစ္စနဲ့ပတ်သက်ပြီးတော်တော်ခေါင်းချောက်ပြီးတော့မွေးချောက်ကိုက်နေပါပြီနော်အဲ့တော့မကြခင်မင်းအောင်လိုင်ရဲ့ကြာရှုံးကရောက်တော်မယ်ဆိုတာတော့သိကြပါပြီနော်ကဲကျွန်တော်နောက်ဆုံးမှနားထောင်ပါကတော့ TLLA ကနော်အခုဆိုရင်မိုးကွမြူထဲကို တို့ကိုယ်တိုင်စစ်ကောင်စီကိုဝင်ထည့်ပြီးတော့ဗောနော်ထိုင်ချပေးမယ်ပြီးမှသူတို့ပြန်ထွက်သွားမယ်ဆိုတဲ့ပုံစံလောက်တာဗောနော်အဲ့ဒီသတင်းကတော်တော်လေးကိုအာဘယ်လိုလဲတေချာတလောက်ဖြစ်နေတဲ့အတွက်ဗောနော်ဒီကိုစီကဒီသတင်းပေါ်မှာသုံးသပ်ပေးထားလေးနောက်နောက်ကြည့်အောင်နော်အောက်ကတန်ရင်တက်ဖွဲ့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုရင်လေကျွန်တော်မပြောဘူးဘာဖြစ်ဆိုတော့ကိုကန်နာမဟုတ်ဘူးကိုတောင်းဝင်မဟုတ်ဘူးလို့နေတယ်အခု reaction ကျွန်တော် reaction တွေလုပ်တယ် reaction တွေလုပ်တဲ့အထဲမှာတစ်ဖက်ရန်သူဖက်အချမ်းကိုပဲကျွန်တော် reaction လုပ်တယ်ဒါပေမဲ့ဒီနေ့တော့ကျွန်တော် TNN ကြီးအကြောင်းတော့လည်းပြောချင်တယ်နော် တရားနေတောင်းကိုကြားထားကျွန်တော်ကြားပြီတိနေတယ်ကြားပြီဆိုတော့ဒါမှမဟုတ်အခြေအနေကိုကြည့်နေတယ်မပြောဘူးအခုအနေထားကမပြောလို့မရတော့ဘူးကျွန်တော်လိုမျိုးများများထွက်ပြောချဖို့လိုအပ်လာပြီလို့ထင်လို့ဒီနေ့တရားအနေနဲ့ပတ်သက်တဲ့အကြောင်းတော့ကျွန်တော်လည်းပြောမယ်နော်ဒါကိုယ့်ဖက်အချမ်းတို့တတ်မှတ်ထားတဲ့ဒီကျွန်တော်ကလေစီးတခုထားတယ်ဒီတော်လန်ရင်းမှာလုံနေတဲ့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ဘာလူမျိုးဖြစ်ဖြစ်ဒီအာနာရှင်ကိုတိုက်နေတဲ့အဖွဲ့အစည်းမှန်တယ်များဟာကိုယ့်ရဲ့မဟာမိတ်ကိုယ့်ရဲ့ညီကိုတွေးတော့ညီကိုလို့တဘောထားတယ်ဒါကြောင့်မလို့အောက်ခြေပြည်သူကစပြီးတော့လက်တိုက်နေတဲ့အဖွဲ့အစည်းမှန်တယ်များလူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ကိုယ်စီအချင်းချင်းဘယ်တော့မှမပြောခဲ့ဘူးဘာဖြစ်လို့လဲပြည်သူကဆုံးဖြတ်သွားလိုက်နော်ထောက်ဖို့လေအများကြီးရှိတယ်။အဘယ်ထောက်ဖို့ကောင်းလဲဘယ်ထောက်ဖို့မကောင်းကျွန်တော်ပြောစရာကောင်းကြည့်ဘူး။နော်ပြည်သူတာပြည်သူလို့ဟာကိုစီတို့လောက်တာတော့စနစ်ကြတယ်။ဟာကိုစီတို့လောက်တာစနစ်မကြဘူး။ပြည်သူကဆုံးဖြတ်တယ် ထွန်နီးတူပဲတိုင်းတက်ခွက်တွေလည်းခုနကပြောသလိုဘယ်တိုင်းတက်ခွက်ကတီတူစိတ်ချိုက်ဖြစ်အောင်ရက်တီပြီးလှုပ်ရှားတယ်တီတူပဲဆုံးဖြတ်လိုက်ဒါမှမဟုတ်အခု TNN ရဲ့လှုပ်ရက်ကတော့အခုချားနေရတဲ့ကျွန်တော်စကားခံထားပါမယ်နော်လက်ရှိကျွန်တော်တို့ချားနေရတဲ့တည်င်းအတိုင်းဖြစ်ရင်ကျွန်တော်အခုပြောမယ့်စကားတွေကိုပြောတာပါအကယ်ချားနေရတဲ့တည်င်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်ဒီစကားတွေနဲ့တက်ဆိုင်ကျွန်တော်အခုပြောမယ့်စကားတွေနဲ့မတက်ဆိုင်ဘူးနော်ဒီနှစ်ခုတစ်ခါစကားခံထားပါမယ်အဲ့ဒါကတော့အခု TNN ကမိုးကုန်းနဲ့မိုးမိတ်ကပြန်ဆုတ်ပေးမယ့်ကိစ္စမှာ ဒီစခွေးတွေကိုလုံကြုံကြီးယူပေးပြီးတော့အဲ့ဒီမြို့တဲကိုခေါ်တွင်းလာမယ်ဒါကိုမပစ်ဖို့အောက်မာမိတ်ဖွဲ့တွေကိုခေါ်ပြီးတော့ပြောတယ်သူဂျာတိရဆိုတော့ TNN တွေဟာဒီလိုပဲတကယ်ဆုံးဖြတ်လိုက်တာလားအဲ့ဒါဆိုရင် TNN တွေအတွက်က၃ခုဆုံးရှုံးပါမယ်နံပါတ်၁နယ်မြေဆုံးရှုံးမယ်နံပါတ်၂မဟာမိတ်တွေမိတ်ပြည့်ယုံနေမဟုတ်ဘူးအဲ့ဒီမဟာမိတ်တွေရဲ့စုပေါင်းခြေမုံမှုတော့ပြကန်းနိုင်ဘယ်လောက်ပဲမင်းတို့စစ်တပ်နဲ့ပေါင်းပေါင်းနော်နံပါတ်၃ နိုင်ငံရေးသတွေးဘွက်ထဲမှာ TNND ဆိုတဲ့နာမည်ကပေသွားမှာဒါကိုအားငါတို့ပလောင်လူမျိုးပဲဟိုနေ့ပြန်ဆိုကြိုက်လို့လုပ်ပါနော်ဒါ TNND ကောင်းဆောင်နေနေအလေးနဲ့ထားပြီးတော့စဉ်းစားဖို့လိုပါတယ်ဒီနေ့ကျွန်တော်ပြောတဲ့စကားတွေအားလုံးဟာအပြစ်ဖို့ပြီးပုတ်ခတ်တာတိုက်ခိုက်တာမဟုတ်ဘူးစဉ်းစားစေချင်လို့နော်နောက်တစ်ခုရှိတာကဒီတင်းတို့များနှစ်ခုစစ်စစ်ရေးမှာမိုးကောမိုးမိတ်အပါဝင်တိုက်လာတဲ့နေရာမှာ TNND တစ်ဖွဲ့နဲ့တိုက်လာတာခင်ဗျားတို့အောက်ကမြေပြင်ဖွဲ့တွေပိုတိပါလေဘယ်အညာကစစ်ကြောင်းတွေဘယ်နှစ်ကြောင်းပါခဲ့တယ်အင်အားတွေဘယ်လောက်ဝန်းရံခဲ့တယ် ဒီနေမြေတွေတိုက်တဲ့ချိန်မှာတဖွဲ့တည်းတိုက်သွားတာလားအားလုံးမဟာမိတ်ပေါင်းတိုက်ခဲ့တာလားအဲ့ဒါတို့တိုက်တဲ့ချိန်မှာပြည်သူတွေကတွေ့တော့ညနှစ်ကုန်စစ်စင် TNN နေဘယ်နေမြေတိုက်ရအားပေးခဲ့တာဒီခမည်းတော်ကို TNN နေမို့လို့အားပေးခဲ့တာလားတော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်လုပ်လို့အားပေးခဲ့တာလားအခုဒီကနေ့မိုးကောင်းမှာရှိတဲ့ပြည်သူတွေပြောင်းနေရတယ်ဘယ်ပြည်သူဖြစ်ဖြစ်ကိုယ့်ရဲ့အခြေအနေမပြည့်စုံဘူးနော်တော်လန်ရေးမှာထဲထဲဝင်ထောက်ဖို့လုပ်နေတဲ့ကာမန်ပြည်သူမဟုတ်ဘူးနော် ထောက်ဖို့လုပ်နေတဲ့လူတယောက်ကိုတွားမေးကြည့်လိုက်မင်းတို့ဒေတာစစ်ပွဲဖြစ်စေချင်တာမဖြစ်ချင်ဘူးလားမင်းတို့အိမ်တွေပြာပုံထဲမှာဘဝပြောက်သွားချင်တာမပြောက်ချင်ဘူးလားမင်းဘယ်သူမှတော့စစ်ပွဲဖြစ်ချင်တယ်ပြောမှာမဟုတ်ဘူးပြာပုံနဲ့ပြောင်းသွားခြင်းလည်းပြောမှာမဟုတ်ဘူးဟုတ်တယ်နော်အဲ့တော့ထောက်ဖို့လှုပ်ပြီးတော့ပါဝင်နေတဲ့ပြည်သူတယောက်အနေနဲ့တောင်မှအဲ့ဒါလို့ပြောမယ်ဆိုရင်တော်နိုင်ရုံမဆိုင်လို့နေတဲ့ပြည်သူတွေအဲရံမှန်ရံကကြုံကြုံလိုဝင်ရလဲအစ်စ်လောက်ပဲထားတဲ့ပြည်သူတွေဆိုရင်တော့မင်းနေစရာမလိုဘူးအဲ့တော့ရှင်းပါလေပြည်သူတွေကတော့သူတို့ဒေတာစစ်ပွဲဖြစ်မှာဘာလို့မလိုလဲဒါပေမဲ့အဲ့ဒီစစ်ပွဲကိုရှောင်လွှဲလို့ရမလား တဲ့တဲ့တုံးမှရမလားဆိုတဲ့အပေါ်ကိုတော့တော်တော်နိုင်အောင်ဆိုပြီးဒါအလေးနဲ့ဒါစဉ်းစားလက်ရှိမိုးကောင်မိုးမိတ်တရားနဲ့ပြန်ဆုံမယ်ပြန်ဆုံမယ်ဆိုစုတ်သွားတယ်ရတယ်မင်းကတရုတ်ကဖိအားကိုမင်းမလွန်ဆန်နိုင်ဘူးအဲ့ဒီအတွက်မင်းကတရုတ်ကဖိအားကြောင့်စဉ်းစားကြည့်ပြကျွန်တော်တို့ရှက်စရာကြီးကျွန်တော်ဒီစကားတွေပြောနေရတာလေမဆုတ်တယ်မဆုတ်ဘူးဆိုတာကတိုက်ပွဲတစ်ခုဆိုတာအမှန်တကယ်ဆိုရင်တိုက်ပြီးတော့အနိုင်ဆုံးမှာပဲအဖြေပေါ်ရမှာမဟုတ်ဘူးလားလက်ရှိမြန်မာပြည်မှာလာရှုပ် ဟုတ်တယ်နော်တော့ချက်မပေါက်ဘဲနဲ့ဒါဒါရှက်စရာကြီးကိုယ်နိုင်ငံထဲမှာဖြစ်နေတဲ့ကိစ္စကိုသူများနိုင်ငံတစ်ခုကလာပြီးတော့မင်းကတက်မင်းကဆုပ်လာလောက်ခန်းနေရတာခင်ဗျားတို့မို့လို့မရှက်တာတေချာသွင်းရှက်စရာကြီးနော်စစ်တပ်ကိုတော့ကျွန်တော်မပြောတော့ဘူးဗတ်ဒီယောမတိုက်ခါဆိုတာမရှိတော့ဘူးအရှက်တရားဆိုတာမရှိတော့ဘူးအာနာရဖို့တခုလည်းသူတို့ကောင်းနေရှိတာနော်ငါတို့လာရှိုးကိုတိုက်ရလို့မရဘူးတေယုတ်ရှိမှသွားတောင်းမယ်လာရှိုးပြန်သူတို့ကျင်တတ်ပြီ ဒါပေမဲ့ဒါဒီ၈၀ရာတိတ်ခါကြက်စီရာနိုင်ငံတစ်ခုရဲ့အချုပ်ချာအာဏာပိုင်တတ်မတော်နာမည်ခံထားရုံနဲ့ဆိုရင်ဒီလိုမျိုးလောက်ရမျိုးကအင်မတန်တိတ်ခါကြတဲ့လောက်ရဆိုတော့တို့တွေမစင်းစားနိုင်တော့ဘူး။ဘာဖြစ်လို့လဲ?တို့အယူမီဝိုင်းဝိုင်းနေပြီ။တို့အဲ့ဒါစစ်ကောင်းကောင်းကောင်းတွေဘက်ကမစင်းစားနိုင်ပေမဲ့တော်တော်နိုင်ဘက်ကလူတွေကစင်းစားရမယ်။နော်။အခုတော့တရုတ်ကဖိအားကိုမလွန်ဆန်နိုင်လို့ပြန်ဆုတ်ပေးမယ်ဆိုဆုတ်သွားလေ။ဟုတ်တယ်။တရုတ်အနေနဲ့ပြောရမှာသူများတွေတော့ငါတို့အမခံပေးနိုင်ဘူး။ဟုတ်တရုတ်အနေနဲ့ပြောရမှာကအဲ့ဒီမိုးကုတ်ဖြူဟာတို့နော်။ တရားပြပြောရတာပြီးရင်မန္တလေးပြည်တယ်လို့စတဲ့ဖြစ်မဟာမိတ်ရှိတယ်။တရုတ်ကစကားပြောတာဒီလူတွေကငါတို့သွားမိတ်ပေးလို့မရဘူးပြောလို့မရဘူးဒါမဟာမိတ်အစ်စင်မရှိတယ်။အဲ့တော့ငါတို့ကတော့မင်းတို့ဆုတ်ခိုင်းငါတို့ဆုတ်ပေးမယ်။အစ်စ်တက်ကိုလုံလုံယူပေးပြီးဒီထဲခေါ်အောင်။ဘာဒေါ်လာကြီးဒါစစ်သားတွေရ။အန်စစ်ယူနီဖောင်းထွက်လိုက်ပေါ့။ဟမ်။အဲ့တကယ်တာအဲ့တတိမှန်လေတတိအကြံပေးနေတယ်မင်းတို့စစ်တက်ကိုတရားနယ်အနေကအဲ့ဒီမိုးကုန်းနဲ့မိုးမိတ်ကိုဝင်မယ်ဆိုရင်အဲ့ဒီစစ်သားတွေကိုခေါ်ရမယ်စစ်သားတွေကိုယူနီဖောင်းမဝတ်ပေးနဲ့။ဒီလားထမိန်နေဝိနှကန်းနေတွေဆိုပန်းနေတွေဆိုမိတ်ကတ်တွေလှုပ်ပြီးတော့ဒေါ်လာကြီးပုံစံဆင်း စင်ပြီးမှဒါစကမတက်ကရဲဘော်တွေပါလုံကြုံကြီးယူပေးလာပါစေခေါ်ပါအဲ့ဒါမှပို့လိုက်တတ်မှာဒါအကောင်းကြတာမင်းတို့စင်အဲ့လိုဖြစ်နေပြီရှက်စရာကြီးကိုယ်နိုင်ငံမှာဖြစ်နေတဲ့အရာဒါကြီးကိုရှက်စရာကိုရှက်စရာကောင်းမှန်းနဲ့မတိကြတော့ဘူးဒီစစ်တပ်ကိုအားပေးတဲ့အတိုင်းဝိုင်းအောင်နော်လုံးဝမဖြစ်သင့်တဲ့ကိစ္စဟုတ်တယ်မလားအချုံးကိုလက်မခံနိုင်ဘူးအချုံးကိုလက်မခံနိုင်လို့အနိုင်လို့ရှင်နေတရားနဲ့နီးလဲကောင်းမရှင်ပြန်ရှင်းနေရှင်ပြန်လေးကိုမထိပြောနည်းပဲဟမ်သူများနိုင်ငံတော်အကူအညီကောင်းပြီးတော့ဒါကိုဆုတ်ခိုင်းနေဆိုတော့အဲ့တော့ဟိုစစ်ခွေးတွေဘက်ကိုပြောစရာမရှိဘူးလေကိုယ့်ဘက်အချမ်းက TNL အနေနဲ့က ဘာရွေးချယ်မှာတကယ်ပဲဒီလမ်းကိုရွေးချယ်မှာလားဘုရင်ကပြောသလိုသုံးချက်ကိုအနာခံပြီးရွေးချယ်မှာလားနံပါတ်1နေမြေဆုံးရှုံးမယ်နံပါတ်2မဟာမိတ်ဆုံးရှုံးမယ်မဟာမိတ်ဆုံးရှုံးတော့ရွေးရုံမို့ပြန်လေချိန်မုန်းခံခံရတယ်ဘာလို့ရန်သူနဲ့မောင်းရန်သူပဲလေ TNNA ကိုပြည်သူတွေအားပေးတယ် MND အားပေးတယ်ဆိုတာခမရတို့တော်လိုင်းကြီးမှာတော်လိုင်းနဲ့တူအောင်စစ်တပ်ကိုတိုက်လို့ TNNA ဆိုတဲ့လက်ခုပ်တံထွက်လာတာ MND ဆိုတဲ့လက်ခုပ်တံထွက်လာတာအခုဒီနေ့စစ်တပ်နဲ့ပေါင်းဒီနေ့ငါနဲ့တော့ခံထိမှာတိုက်တဲ့လူပေါင်းအဲ့ဒါထုံးတယ်ဟဲ့လား နော်အေးအခုအားပေးနေတယ် KI အားပေးနေတယ်တနင်္ဂနွေကတော့ဝိုင်းအားပေးနေတယ်တိုင်းနာနဲ့နဲ့ကအင်အားကြီးတွေကြီးတယ်အင်အားရှိလို့အားပေးတာမဟုတ်ဘူးအင်အားရှိလို့အားပေးမယ်ဆိုမင်းတို့လည်းအင်အားများတော့ဝောက်သွားအားပေးလိုက်မယ်အဲ့တော့ပြည်သူတွေအင်အားအားပေးနေတာဒီဘာဖြစ်လို့အားပေးနေတာလဲအဖြေကိုမြင်အောင်ကြည့်ဖို့လိုတယ်တော်နိုင်ရေးကိုတော်နိုင်နဲ့တူအောင်တိုက်လို့ပြည်သူဘက်ကရက်တီလို့အဲ့ပြည်သူဘက်ကမရက်တီပဲနဲ့ဒီနေ့သွားပြီးတော့စစ်တပ်နဲ့သွားပေါ့ဒီနေ့မင်းဟာမင်းတို့အဖွဲ့စည်းကပြည်သူရန်လူပဲမင်းတို့ပြည်သူငါနဲ့တုံပါမယ်နော်အဲ့တော့ဒါကိုအားလုံးကြည့်ဖို့လိုတယ်အဲ့တော့ တင်းအန်အန်အနေနဲ့တယောက်ကဖိအားကိုရင်ဆိုင်လာတာရင်ဆိုင်လာမှန်ပေမဲ့ဒီလောက်တောင်ကြောက်ချီးပါစရာမလိုဘူးဒါဖုံးဝင်လင်းလင်းပြောတာကိုဆုပ်ပေးရမယ်နိုင်ငံရေးဖိအားကြောင့်မိုးကုတ်နဲ့မိုးမိတ်ဆုပ်ပေးရမယ်တင်းနှားနဲ့ဆက်လက်မြို့နယ်တွေရဲ့အဲငါးမြို့နယ်ဆုပ်ပေးရမယ်နော်ကျန်တဲ့ခုနှစ်မြို့နယ်ရှိတယ်ရောက်တဲ့နေရာမှာသူတို့အခုတဘောတူကြတာအဲအစောက်ပေါင်းမနဲ့တင်းအန်အနေနဲ့ကဘာတော့လူရတယ်ရောက်တဲ့နေရာမှာရက်ဒီတင်းအန်အနေတဲထားတဲ့တင်းနှားနဲ့နယ်မြေတွေကိုစစ်တပ်ကဘုံမကျင်းနဲ့ဟမ်ရပြီလေဟုတ်တယ်မိုးကုတ်မိုးမိတ်ဆုပ်ခဲဆုပ်ပေးမယ်လေ မင်းတို့မင်းတို့ဝင်ဝင်ဝင်နေငါဆုတ်ပေးလိုက်အဲ့ဒါမင်းတို့ကြောင်းအဲ့ဒါတော့ငါတော့တာမခံလို့မရတော့ဘူးအခုကကဖားတယ်ရောက်ဖောက်ကျဲဦးတက်ရုံနေမဟုတ်ဘူးအဲနှမမှာထောင်ထဲတွင်းပြီးတော့ဘေးကနေဒိုးဘတ်တွေအိုးစီတွေတီးပြီးတော့လုတ်ပေးတဲ့ပုံစံဖြစ်နေတာအဲ့တော့ဒီတည်တင်းကျွန်တော်အရှိမစကားခံခဲ့တယ်လို့ပေါ့နော်ဒီတည်တင်းတကယ်ဆိုလို့ရှိရင်စစ်တပ်နဲ့ပေါင်းတာနဲ့ဒီတို့ရန်သူဖြစ်မယ်ဆိုတော့တရားအနေကောင်းဆောင်အနေနဲ့ကောင်းကောင်းတိဖို့လိုတယ်ဒါဝမလက်နက်ကင်ဇောင်းကြွားပြီးတော့စောက်ပြုတ်မဆိုင်ဘူးဆိုတော့ကြိုက်တယ်လို့လုပ်ကြဒါကတော့ဘောပဲ ဲ့တော့အောက်မှာရှိတဲ့ PDF တိုင်းရင်းတပ်ဖွဲ့တွေကစပြီးတော့ဒီနေ့တော်လိုင်းမှာပါနေတဲ့အဖွဲ့အစည်းအားလုံးဟာခမည်းတော်ကိုပြည်သူတွေလက်ထောက်ပြီးတဲ့ပြည်သူတူရဲကောင်းတွေလို့တတ်မှတ်ပြီးတော့အားပေးတယ်ဆိုတာအဖွဲ့အစည်းကြောင့်မဟုတ်လို့လူပုဂ္ဂိုလ်ကြောင့်မဟုတ်ဘူးတော်လိုင်းရို့တော်လိုင်းရင်းနဲ့တူအောင်လုပ်တဲ့ဂုံကြီးကြောင့်ပြည်သူကအားပေးတာနော်အင်အားကြီးတာတွေမကြီးတာပြည်သူစိတ်ဝင်စားဖို့ပြည်သူကအင်အားကြီးပါတယ်ဆိုတော့စစ်တပ်အောင်တော်လိုင်းနေတာအဲ့ဒီအတွက်ဒီရန်သူနဲ့တွားပေါင်းရင်ရန်သူပဲကြိုက်တဲ့ကောင်ပေါ့တော့ DNA အနေနဲ့ဒီသတင်းတကယ်ဆိုလို့ရှိရင်တော့ပြည်သူတွေအနေနဲ့ဝိုင်းអော်ဖို့လိုအပ်တယ် တကယ်ဆိုလို့ရှိရင်မင်းတို့မင်းတို့ထောက်ပါမင်းတို့တောင်းယူနေတာထောက်ပါဘုကုံဘုံမေးရမင်းတို့ဒီမှာကြံနေကြတဲ့ဟာကိုဒီခွေးတွေကိုလုံကြုံရင်းယူပြီးတော့ခေါ်သွင်းတာအကြောင်းမရှိဘူးအဲခွေးကိုလုံကြုံရင်းယူပြီးခေါ်သွင်းတာဆိုအဲခွေးတွေကိုစက်ကတ်တွေဝှက်ခိုင်းထမိန်တွေဝှက်ခိုင်းခေါင်းမှာထမိန်ပတ်ခိုင်းပြီးမှအဲ့ဒီစစ်တပ်ကတနက်တွေလွယ်ပြီးတော့မုကုံဘုံမေးတွေကိုခေါ်သွင်းလာအဲ့ဒါမှအဆင်ပြေမယ်ဟမ်အဲ့ဒါတော့ကြောက်နေလို့ရှိရင်ဟိုကောင်တွေကလည်းငယ်ငယ်တော့လိုချင်တယ်ဟမ်ဟုတ်တယ်လေတီယန်အန်တွေဆုပ်ပေးလိုက်ပြီးတော့မင်းတို့ဝင်တိုက်လေပီဒီရက်တွေချစ်တယ်လေမတိုက်ရဲဘူးလားကြောင်းအပေါ့ချေခြေတင်မာတို့ဟိုဘာဖြစ်လဲပစ်စစ်ကူပစ်ကူတဲ့နောက်ပြီးဒစ်မဲ့ချူကုန်တယ်ဘောလုံးဟုတ်တယ်မလား ဟိုအခုဟာကတော်နိုင်ရေးကကြာလာတာနဲ့အမျှပြည်သူကလည်းပန်းလာတယ်အဲ့ပုံမှာကကြိုးကြောင်လှုပ်တဲ့အဖွဲ့စည်းတွေကလည်းပေါ်လာတယ်နောက်တော်နိုင်ရေးမနိုင်လို့လားဆိုတော့မဟုတ်ပြန်ဘူးအေးမင်းတို့တော်နိုင်ရေးမနိုင်တော့လို့ကွာတော်နိုင်ရေးတောက်လျှောက်တိန်းတဲ့မြအကုန်လုံးတိန်းခတိနေတာလက်ရှိမြို့ပေါင်းမြောက်များစွာတိန်းခန်တီထားတဲ့စစ်တပ်ကပြန်တိန်းနိုင်တဲ့မြို့ဆိုတော့ဘာမှမရှိသေးဘူးလက်ချိုးကြီးတို့တော့90ပြည့်100တောင်းမပြည့်သေးဘူးကိုဘကနိုင်နေတာဒါကြီးကိုစီစီနှောင်းနှောင်းနဲ့ညီအောင်ပွဲဝိုင်းမဖြစ်ပဲနဲ့ဒီနိုင်ငံကဖိအားတွေကြောက်ဟိုကြောက်ဒီကြောက်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဇန်သူကိုအရှုံးပေးတဲ့ပုံစံမျိုးလုပ်တဲ့လုပ်ရက်တွေကိုတော့ဒါပြည်သူတွေအနေနဲ့ကန့်ကွက်တယ်အဲ့တော့ TNN အနေနဲ့အခုလုပ်ရက်တွေကတကယ်ဆိုလို့ရှိရင်ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်နော်ဒါကြောင့်မလို့ကျွန်တော်လူမျိုးအမြင်တူတယ်ဆိုလို့ရှိရင်တော့ကန့်ကွက်ကြတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့ကလည်းဒါကိုလည်းနားဆွင့်နေဖို့လိုအပ်တယ်ဘာတွေလုပ်မလဲအခုလက်ရှိမန္တလေး sorry အဲ့ဒီမိုးမိတ်မှာရှိတဲ့ဒီမဟာမိတ်တွေအကုန်လုံးပေါ့နော် KNY လည်းပါတယ်မန္တလေး PDF တို့ဒီအညာမှာရှိတဲ့အဲ့ဒီအကောင်လုံးကနှစ်ဖွဲ့ကွဲနေတယ်။တစ်ဖွဲ့ကဝင်နေတဲ့ကောင်ဝင်လာစော်မယ်။တစ်ဖွဲ့က အဲအသားလေးရှောင်ပေးလိုက်တယ်နောက်ဆုံးပဲဆိုတော့လောလောဆယ်မှာတင်ဒီမှာအင်အားစုတွေကနှစ်စုကွဲနေပြီဟမ်ရင်သာစရာကြီးကြီးလဲရန်သူကိုမနိုင်လို့လည်းမဟုတ်ရန်သူကိုနိုင်နေတဲ့အတန်းနဲ့ရန်သူကကိုယ်ကိုနိုင်မှန်းမဟုတ်ရန်သူကကိုယ်ကိုရှုံးနေတာရှုံးနေတဲ့ရန်သူကိုဘာဖြစ်လဲကိုယ့်ဘက်ကရင်ဆိုင်ဖို့ဟာတော့မဖြစ်နေကြတာကြည့်အဲ့တော့ TNN တွေကဒီကိစ္စကိုတကယ်ဆိုလို့ရှိရင်တော့ဒေတာချပြန်စဉ်းစားစီခြင်းနဲ့အခုကျွန်တော်တို့ပြောတဲ့ဇကားတွေထဲမှာနော်မကြိုက်တာလည်းပါချင်ပါလိမ့်မယ်ဘာဖြစ်လို့လဲဒါအမှန်တရားကိုပြောတာနော်လက်ရှိအမှန်တရားကအဲ့ဒါပဲတီတူတွေဘာကြောင့်အားပေးတယ်တော်လိုင်းလို့လို့အားပေးတာ ရန်သူနဲ့တွားပေါင်းရင်ဘာဖြစ်မလဲပြည်သူ၁၀ခန့်ထိမယ်တိုက်တယ်လို့လုံးပါအဲ့တော့ဒီမန္တလေးမှာရင်ဆိုင်နေရတဲ့အင်အားစုတွေကိုလည်းကျွန်တော်တို့ပြောချင်တာကိုယ့်ကိုချိန်ချပါချိန်ချပါတော်လန်ကြီးကအောက်မှာလုံနေတဲ့ဒူထက်လူကပိုအတိဆုံးပဲမြေပြင်အကြောင်းကိုမြေပြင်မှာလုံနေတဲ့ဒူတွေကအတိဆုံးပဲကျွန်တော်တို့အပြင်ပြည်သူဆိုတာကကြားတဲ့တည်င်းတွေ့တဲ့အရာဒီနှစ်ခုကိုပေါင်းဆက်ပြီးတော့ ပြန်လည်ပြောရတာဖြစ်တဲ့အတွက်လွဲတဲ့အရာတွေရှိရှိမယ်မှားတဲ့အရာတွေလည်းရှိရှိမယ်ဒါပေမဲ့အခုကျွန်တော်ဒီဗီဒီယိုခိုင်းမှာအစမှာစကားခံခဲ့တယ်လို့ပဲเนาะဒီတည်င်းတကယ်ဆိုရင်တော့ဒါကြီးကရုပ်ဆိုးတဲ့အကြီးတန်းနဲ့ TNN အနေနဲ့ဂျင်းတွေအဲ့ဒီ၃ချက်ကိုဆုံးရှုံးရနိုင်တယ်ဒါကို TNN ကြီးခေါင်းဆောင်တွေအနေနဲ့ပြည့်စစ်ချင်ပါတယ် ကဲဒါတော့ကုစီသုံးသက်ချက်ပြီးလို့ဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့ဘလို့ပဲပြပြောအာဒီတရုတ်ကြီးကိုကြောက်ပြီးမှဒီလိုနောက်ဆုတ်တယ်ဆိုတာကတော့တကယ်တော့လက်ခံလို့မရဘူးနော်ဒါအပြင်ခုလိုမျိုးနောက်ဆုတ်တဲ့အချိန်မှာဒီစစ်ကောင်စီကိုထည့်သွင်းလာတာမျိုးကတကယ်သာဖြစ်ခဲ့တယ်ဆိုတော့ဒါကတော့ကျွန်တော်တော်လိုင်းဖွဲ့တကယ်ပဲတောက်ဖို့လိုပါရဲ့နော်အဲ့တော့ဒီဘက်မှာရှိတဲ့ဒီတော်လိုင်းတစ်ဖွဲ့အတွက်လည်းတော်တော်လေးကိုလိုရခံအနေသာဖြစ်တဲ့အတွက်ပေါ့နော်ဒါမျိုးကတကယ်တော့မလုပ်သင့်ပါဘူးနော်အဲ့တော့ TLA တွေကလည်းအခုချိန်မှာဆိုကောက်ကောက်ဆုတ်ဖြတ်ဖို့လိုပါရဲ့နော်သူတို့လိုရတဲ့ဒီအားလုံးကဒီတော်လိုင်းကြီးကိုစက်ကျင်တဲ့လိုရတဲ့ဖြစ်နေပါပြီနော် ဟုတ်ကဲ့ဒီညအတွက်သတင်းပြီးတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပေးကြပြီးတော့ပြည်သူရောက်စီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြပ်ဖတ်မေးအောင်လိုင်းစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ